ါရှင်ပြိတ္တများအားလုံးကိုရန်ကုန်မြင်ကွင်းကျဲအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ရန်ကုန်မြင်ကွင်းကျဲအစီအစဉ်ကနေပြီးတော့ဒီကနေ့ JAIGU တင်ဆက်ပြသမယ့်အခမ်းအနားကတော့ရန်ကုန်အနောက်ပိုင်းဤပညာတက္ကသိုလ်ရဲ့ဆယ်နှစ်ပြည့်ဆရာကတော်ပွဲအခမ်းအနားပဲဖြစ်ပါရစေရှင်။ဒီတော့ပြိတ္တတွေအားလုံးလည်းဆယ်နှစ်ပြည့်ဆရာကတော်ပွဲအခမ်းအနားနဲ့ပတ်သက်ပြီးတော့ပြည့်ပြည့်စုံစုံသိရှိစေဖို့အတွက်ရန်ကုန်မြင်ကွင်းကျဲအစီအစဉ်ကနေပြီးတော့ဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါရစေရှင်။ ရန်ကုန်နောက်ပိုင်းဤပညာတက္ကသိုလ်ဆယ်နှစ်ပြည့်အထိမ်းအမှတ်ဆရာကတော့ပွဲခန္ဓာကိုရန်ကုန်တက္ကသိုလ်စင်ရတုခမ်းမမှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးအခမ်းအနားသို့2005ပညာသင်နှင်းမှာ2015ပညာသင်နှင်းအတွင်တက်ရောက်ခဲ့ကြရဲ WYTU ဘာသာရပ်ပေါင်းစုံမှចောင်းသားចောင်းသူများကစုံလင်စွာဖြင့်တက်ရောက်ခဲ့ကြပါသည် တင်ဖွင့်လှစ်ပြီးရနောက်မှာတော့တိတ်ပန်နှင့်နှီးပညာဝင်ကြီးဌာနရန်ကုန်အနောက်ပိုင်းနှီးပညာတက္ကသိုလ်ရဲ့ပါမောက္ခချုပ်ဒေါက်တာဒေါက်သိန်းကြီးမှအဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ ဆရာဆီယာမတို့ရဲ့တပည့်များအပေါ်ထရှိတဲ့စေတနာမြတ်တာကိုယနေ့တိုင်မမေ့ပဲအမှတ်ရကမြတ်ဆရာပူဇော်ကြောပွဲဖြစ်မြအောင်ဝိုင်းဝန်းကြိုပမ်းပြီးမိမိတို့စေတနာအလျောက်အလှငွေနဲ့ပစ္စည်းများလှူဒါန်းမှုကိုတွေ့မြင်ရသည်မှလည်းဝမ်းသာစရာကောင်းပါပါတယ်။ က်စရာပူဇော်ကြော့ပွဲဖြစ်မြောက်ရေးအတွက်ပါဝင်ဆောင်ရွက်သူចောင်းသားတအူးမှလည်းရန်ကုန်အနောက်ပိုင်းဤပညာတက္ကသိုလ်ဆယ်နှစ်ပြည့်နဲ့ပတ်သက်ပြီးအခုလိုပဲဖြေကြားခဲ့ပါတယ်ဟုတ်ကဲ့ပါရှင်ဒီကနေ့ကျင်းပတဲ့ရန်ကုန်အနောက်ပိုင်းနီးပညာတက္ကသိုလ်ရဲ့ဆယ်နှစ်ပြည့်ဆရာကတော့ဝယ်အခမ်းအနားပေါ့နော်အခုတို့အနေနဲ့စာတင်နှစ်ဘဏ္ဍခုနှစ်ကနေဘဏ္ဍခုနှစ်အပိုင်းခြားတွင်းမှာအခုလိုမျိုးကတော့ဝယ်ပြုလုပ်ရလဲဆိုတာနဲ့ပတ်သက်ပြီးသိရစီရှင် ဟုတ်ကဲ့ကျွန်တော်တို့စားဖွင့်တဲ့နှစ်ကတော့2005ခုနှစ်ပေါ့နော်2005ခုနှစ်ကနေလက်ရှိပညာသင်တန်းဖြစ်တဲ့2015ခု2016အထိပေါ့လက်ရှိတက်နေတဲ့ကျောင်းသား10နှစ်စာပါအားလုံးအဲ့ဒါအတွက်ကိုဆရာကတော်ဝဲကျင်းပခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဟုတ် ဟုတ်ကဲ့ပါရှင်အဒီကနေ့အခမ်းအနားဆိုလို့ရှင်တော့ရန်ကုန်အနောက်ပိုင်းနီးပညာတက္ကသိုလ်ရဲ့ဆယ်နှစ်ပြည့်ဆရာကရုပ်ပဲအခမ်းအနားဖြစ်ပါတယ်ဒါဆယ်နှစ်ပြည့်အနေနဲ့ပေါ့နော်အခုနေနဲ့ဒါဘဏ္ဍခုနှစ်ကနေဘဏ္ဍခုနှစ်အတွင်းမှာပညာသင်ကြားခဲ့တဲ့ကျောင်းသားတွေအားလုံးကိုဒါစုစည်းမှုပြုလုပ်ခဲ့လဲဆိုတာနဲ့အတူဒါကျောင်းသားအားလုံးသိရှိစေဖို့အတွက်ကိုဘယ်လိုမျိုး information တွေသတင်းအချက်အလက်တွေမျှဝေခဲ့လဲဆိုတာလေးကိုလည်းသိပြစေရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ဆရာဆရာမတွေအတွက်ကတော့ဖိတ်ကြားလွာပေါ့အဓိကနံပါတ်၁ကတော့ကျွန်တော်တို့ဟိုနိုင်ငံပိုင်သတင်းစာတွေမှာကျွန်တော်တို့ကြေညာတယ် ပြီးွားရင်ကျွန်တော် online media ဖြစ်တဲ့ Facebook ကနေပြီးတော့ခြင်ညာတယ်ကျွန်တော်အကြောင်းအမ group ဖွဲ့ထားတာရှိပါတယ်အဲ့ group တွေမှာခြင်ညာပါတယ်ပြီးတော့ဆရာဆရာမတွေစီကိုတော့ကိုယ်တိုင်ဖိတ်စာပို့ပေးပါတယ်ဟိုအချို့ ਨੇ ဝေးမှာရှိတဲ့ဆရာဆရာမတွေတို့ကတော့အဆင်ပြေတဲ့နေရာပေါ့ဌာနအဖြစ်စီ online အဖြစ်စီဖိတ်ပေးပါတယ်ကျွန်တော်အကြောင်းသားတွေတို့ကတော့အကြောင်းမှာလည်းဖိတ်ထားတယ်ဗန်နိုင်းတွေထောင်ထားပေးပါတယ်ကျွန်တော်တို့ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါအာဒီကနေ့မှာဆိုလို့ရှင်လဲဒါတချို့ရဝေးရောက်နေတဲ့သူတွေပေါ့နော်အလုတ်တာဝင်နေကြမအားမလတ်လို့ဒါမလာရောက်နိုင်တဲ့တငယ်ချင်းတွေလည်းရှိပါတယ်ဒီတော့တငယ်ချင်းတွေအားလုံးကိုဒီကနေ့ခန်းသားအနေပြီးတော့တီဖန်သားပြန်ရနေတဆင့်ဘယ်လိုမျိုးသတင်းစကားမျိုးပါချင်ပါသလဲရှင်ဟုတ်ကဲ့ဟိုယနေ့ရဝေးမှာရှိယနေ့မှာရှိတဲ့လူတွေကတော့တက်ရောက်မယ်ပေါ့နော်ရဝေးမှာရှိတဲ့လူတွေကတော့မတက်ရောက်နိုင်အောင်အကြောင်းမျိုးကြောင့်မလာနိုင်တဲ့တငယ်ချင်းတွေဒီနှစ်မလာနိုင်လဲနောက်နှစ်နောက်နှစ်တွေမှာရောက်ရှိအောင်လို့လာပေးကြပါလို့ဖိတ်ခေါ်ပါရစေကြာကျွန်တော်တို့တွေကဟုတ်ကဲ့ပါ အခုပေါ့နော်ဒါအကြောင်းသားအကြောင်းသူအားလုံးရဲ့ကိုစားပေါ့နော်ဒီကနေ့မှဆိုလို့ရှင်လဲဒါအနန္တအနန္တခိုင်းဝင်ကျေးဇူးရှင်ဆရာသမားတွေအားလုံးကိုဒါရှိခိုးပြီးတော့ကြတော့ရပါတယ်ဒီခါမှဆိုလို့ရှင်အားလုံးရဲ့ရင်ထဲမှာလဲဝန်တာပီတီဖြစ်မှာတေးကြပါတယ်ဒီတော့အားလုံးရဲ့ကိုစားရင်ထဲမှာခန်းစားနေရတဲ့ဝန်တာပီတီလေးကိုလဲပြပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါကျွန်တော်တို့ဟို WYDO စပြီးတော့တည်ထောင်နေရကျွန်တော်တို့ဒီမှာဆရာကတော်ဝဲဆိုတာဒီလိုကြီးကြီးမားမားတစ်ခါမှမလုပ်ဘူးပါဘူးဟိုမေဂျာလိုက်ပဲလုပ်ခူးကြတယ်ပေါ့ဟိုတကြောင်လုံးအနေနဲ့တခါမှမလုပ်ခူးရတဲ့အတွက်ကြောင့်ဒါပထမအဦးဆုံးပွဲပါပဲ ဒီအတွက်ကျွန်တော်တို့အနေနဲ့ဟိုဒီပွဲကိုဖြစ်မြောက်အောင်စီစဉ်ရတဲ့အတွက်လည်းအရန်ရန်ကိုပင်ပန်းသလိုအဲ့ပင်ပန်းမှုနဲ့ပြန်ရတဲ့ဟာလည်းပီတိပါပဲကျွန်တော်တို့အတွက်ကတော့အဲ့ပီတိရရှိရတဲ့အရန်ပျော်ရွှင်ပါတယ်။ចောင်းသားတွေအနေနဲ့ကလည်းနှင်ဟောင်းចောင်းသားတွေရောလက်ရှိတက်နေတဲ့ចောင်းသားတွေအကုန်လုံးအနေနဲ့ကိုယ့်ရဲ့တင်ကြပြီးတဲ့ဆရာဆရာမတွေကိုတစုတဝေးနဲ့ပြန်ပြီးတော့ကတော့အတွက်အားလုံးချိန်နဲ့ပျော်ရွှင်နေပါလို့ကျွန်တော်ပြောလိုက်ပါတယ်ဗျ။ ဆရာသမားတို့ရဲ့စေတနာမြတ်တာအနှစ်နာကိုအမြဲအမှတ်ရပြီးလက်ဆယ်ပြမှုရှ िख ိုးကြောခဲ့ကြတဲ့ကျောင်းသားကျောင်းသူများအပေါ်ဆရာကြီးဆရာမကြီးများနှင့်ပါမောက္ခကျောက်ဟောင်းများကတတ်မှုရှိလာတဲ့ဩဝါဒအမှားစကားများကိုလည်းပြောကြားပေးခဲ့ကြပါသည်။ အပူဇော်ခံဆရာသမားများမှလည်းတပည့်သားသမီးအားလုံးအတွက်ရင်ထဲကအမှတ်တရမြစ်တာစကားများကိုလည်းအခုလိုဖြည့်ကြပေးခဲ့ပါရရှင်။အားကြောင်းစားဖွင့်ကလေးကနေပြီးတော့ဒီ2015ခုနှစ်အထိစုစုပေါင်းလုပ်သက်36နှစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဆရာ engineering mathematics ဆိုတော့အကြောင်းမှရှိရဲ major အားလုံးကိုသင်ခဲ့ရတယ်ပေါ့။ first year to fourth year အထိပေါ့ major အားလုံးကိုသင်ခဲ့ပါတယ်။ ဒီចောင်းသားចောင်းသူအဟောင်းတွေရောနောက်ចောင်းပြီးတော့တဲ့ចောင်းသားចောင်းသူတွေပေါ့ပြီးတော့အခုအစ်စ်တွေနောက်ဆရာဆရာမလက်ရှိဆရာဆရာမတွေနောက်တကတခြားចောင်းတွေကိုပြောင်းတော့တဲ့ဆရာဆရာမတွေနဲ့ဒီမှာအကုန်တွေ့လိုက်အခါမှာရမ်းပျော်သွားပါတယ်နောက်ဒီငယ်ဘဝလေးတွေလည်းပြန်သတိရတာပေါ့နောက်ဝမ်းသာပျော်ရှင်ရပါတယ်အားလုံးကိုအခုလို့လာပြီးတော့ဒီဆရာကတော့ဘွဲမှာတက်ရောက်လာကြတဲ့ចောင်းသားဟောင်းတွေចောင်းသားသစ်တွေဂါရဝလာပြူကြတယ်ရှစ်ခိုးကြတဲ့အတွက်ចောင်းသားចောင်းသူများအားလုံး စိတ်ရဲ့ချမ်းသာခြင်းကိုယ်ရဲ့ချမ်းသာခြင်းနဲ့ပြည့်စုံပါစေ။နောက်ကြောင်းပြီးရင်လည်းအလုတ်ကိုင်းခွင့်လန်းကောင်းကောင်းများရရှိပါစေလို့ဆရာဆုတောင်းပေးပါရစေ။အဲအခုလို့၁၀နှစ်ပြည့်အခမ်းအနားကိုဒီအခုကျင်းပပြီးတဲ့အခါမှာနောက်ထပ်နောက်ထပ်အဲလိုမျိုးရတုလေးတွေမှာလည်းဆက်လက်ကျင်းပနိုင်ဖို့ဆရာဆုတောင်းပါရစေ။ချေရရန်ကုန်နောက်ပိုင်းနေပြည်တော်တက္ကသိုလ်ရဲ့ပါမောက်ခချုပ်ပါဒေါက်တာတင်ကြီးလို့ခေါ်ပါရစေ။ ကျေလို့နေနေက2005 2006ပညာသင်နှစ်ကနေပြီးတော့စတင်ပြီးတော့ရန်ကုန်နောက်ပိုင်းဒီပညာတက္ကသိုလ်ကိုစတင်တည်ထောင်ခဲ့ပါတယ်။ဒီနေ့2015 2016ပညာသင်နှစ်မှာ10နှစ်ပြည့်မြောက်ခဲ့တဲ့အတွက်ဖြစ်ပါတယ်။10နှစ်ပြည့်မြောက်တဲ့အခါမှာပဲထူးထူးခြားခြားပဲဒါ10နှစ်လုံးမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ဆရာဆရာမတွေအားလုံးကိုတနေရာထဲမှာစုစည်းပြီးတော့ပြီးခဲ့တဲ့ကျောင်းသူကျောင်းသားတွေအားလုံးကနေပြီးတော့ဒါစုံစုံညီညီနဲ့လာရောက်ပြီးတော့ဒါဂါရဝပြုတဲ့အာရှရပူဇော်ပွဲတစ်ခုဖြစ်တဲ့ကြောင့်မို့လို့အရန်ကိုဝမ်းသာပီတိဖြစ်ရပါတယ်။ ဒါတော့ဟိုရန်ကုန်နောက်ပိုင်းဒီပညာတက္ကသိုလ်ကနေပြီးတော့ဒီစင်တစ်တာအတွင်းမှာချင်းမြင့်ခဲ့တဲ့ဒါဘွဲရအားလုံးပေါင်းကတော့တပေါင်းကျော်ရှိပါတယ်အဲ့ဒါကြောင့်မလို့ဒါမြန်မာနိုင်ငံမှာလာမကောက်ဘူးပေါ့နော်ပြည်တွင်းမှာရောပြည်ပမှာရောအဝေးရောက်နေတဲ့အကြောင်းသူအကြောင်းသားတွေအားလုံးကိုလည်းဒါဒီကနေပြီးတော့တခြားလူဆရာဆရာမတွေအားလုံးကနေပြီးတော့အမြဲတမ်းဟိုကောင်းကျိုးတွေပြုနိုင်အောင်နိုင်ငံအကျိုးပြုနိုင်အောင်ဒါဟိုလက်ရုံးရေကောနှလုံးရေကောပြည်ပတဲ့အင်ဂျင်နီယာခေါင်းတွေဖြစ်ကြပါစေလို့တခြားလူကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးပါတယ် မတရားတိုင်တဲ့အဝေးရောက်ចောင်းသူចောင်းသားတွေအားလုံးကိုလည်းဒီချက်အနေနဲ့ဒီနေရာကနေပြီးတော့နှုတ်ခွန်းဆက်တာပါတယ်။နောက်နှစ်နောက်နှစ်များမှာလည်းကြုံရိုက်ခဲ့လို့ရှိရင်တကူတကားနဲ့ကိုလာရောက်ပြီးတော့ဒါ gathering လည်းဖြစ်တယ်ပေါ့နော်။ဆရာဆရာမတွေအားလုံးကိုလည်းတနေရာတွေကနေပြီးတော့စုဝေးကြောလို့ရတဲ့အကြောင်းမလို့ပြက်ပြောင်တက်ကြပါလို့လည်းဒီချက်အနေနဲ့တိုက်တွန်းလိုပါတယ်။ ရိသတ်များရှင်ဆရာဆိုရာစေတနာဝါသနာ အနစ်နာအပြည့်နဲ့အယောင်သွေးစုံနဲ့မျိုးဆက်တဲ့လူငယ်တွေကိုပြုစုပြုထောင်ပေးခဲ့ကြတဲ့ကျေးဇူးရှင်တွေဖြစ်ပါတယ်။ကျမတို့ရဲ့ဘဝတွေမှာတင်ဆရာမြင်ဆရာကြားဆရာတွေအများကြီးကြုံတွေ့ခဲ့ဘူးပါတယ်။ဆရာသမားတို့ရဲ့ ပုံရိပ်ဆိုတာကတပည့်ရီရဲ့နှလုံးသားမှာမေ့ပြောက်မသွားနိုင်အောင်အမြဲဆွဲထင်ကြံ့ရင့်နေတတ်တာဖြစ်ကြောင်းကိုပြောကြားရင်းဖြင့်အစတီယကုနောအနန်နောမျက်စရာမျက်စရာမများကိုလက်ဆဲပြမှုရှိခိုးလျက်အစီစဉ်ကိုဂုံပြုတင်ဆက်ရင်ဒီမှာပဲရနာခွင့်ပြုပါရှင်ကြည့်ရှုအားပေးသူပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရရှင်